အီရန်အနေနဲ့အမေရိကန်ရဲ့အနိုင်ကျင့်ပိုကြားမှုတွေအောက်မှာဆွေးနွေးညှိနှိုင်းမှုတွေပြုလုပ်သွားမှာမဟုတ်ကြောင်းအီရန်ရဲ့အမြင့်ဆုံးကောင်ဆောင်အယာတိုလာအလီခါမေနီကပြောကြားခဲ့တယ်လို့ရိုက်တာကဖော်ပြခဲ့ပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကသူဟာအီရန်နျူကလ িয়ার သဘောတူညီချက်ကိုဆွေးနွေးဖို့အီရန်ရဲ့အမြင့်ဆုံးကောင်ဆောင်ထံစာတစောင်ရေးသားပေးဖို့ခဲ့တယ်လို့ပြောကြားခဲ့တဲ့နောက်ခါမေနီရဲ့မက်ချက်ကထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။ထရန့်ဟာ Fox Business နဲ့ပြုလုပ်ခဲ့တဲ့အင်တာဗျူးမှာအီရန်လုံနိုင်တာတစ်ခုရှိပါတယ်။စီးရီးယားရေးယူခံမလားဒါမှမဟုတ်သဘောတူညီချက်အတွက်ဆွေးနွေးမလားဆိုတာပါပဲလို့ပြောကြားခဲ့ပါတယ်။ခါမေနီကတော့အီရန်အစိုးရအရာရှိတွေ နဲ့ပြုလုပ်တဲ့အစည်းအဝေးမှာအမေရိကန်ဟာသူတို့ရဲ့တပတ်သက်ထင်မြင်ယူဆချက်တွေကိုအကောင့်ထဲဖော်ဖို့သာယူရထားကြောင်းပြောကြားခဲ့ပါတယ်။ဆွေးနွေးညှိနှိုင်းမှုတွေနဲ့ပတ်သက်ပြီးအနိုင်ကျင့်ပိုကြတဲ့အစိုးရအချို့ရဲ့တောင်းဆိုမှုတွေဟာပြဿနာတွေကိုမဖြေရှင်းနိုင်ပါဘူး။သူတို့ရဲ့တောင်းဆိုချက်တွေကအီရန်ရဲ့နျူကလ িয়ার စီမံကိန်းအတွက်သာမဟုတ်ပဲလုံးဝလက်ခံလို့မရတဲ့သူတို့ရဲ့ထင်မြင်ယူဆချက်တွေကိုဖော်ပြနေတာဖြစ်ပါတယ်လို့ခါမီနီကပြောကြားခဲ့ပါတယ်။ခါမီနီရဲ့မချက်စကားတွေကိုတုတ်ပြန်တဲ့အနေနဲ့အင်ဖီရိုအမျိုးသားလုံခြုံရေးကောင်စီပြောရေးဆိုခွင့်ရှိသူ Brian Hooch ကလည်းအီရန်ပေါ်သမ္မတထရန့်ရဲ့ပြောကြားချက်လို့တင်းပါတဲ့စကားလုံးအနေနဲ့ပြောကြားခဲ့ပါတယ်။ င်အီရန်ဆိုရအနေနဲ့ကြောက်မက်ဖွယ်အခြေအနေတွေထက်သူ့ပြည်သူတွေနဲ့အကောင်းဆုံးအကျိုးစီးပွားတွေကိုရှေ့တန်းတင်ဖို့ကျွန်တော်တို့မျှော်လင့်ပါတယ်လို့ဟူချကပြောကြားခဲ့ပါတယ်။မလခွန်ရမှာထရန်ကသူဟာအီရန်ရဲ့အမြင့်ဆုံးကောင်းဆောင်ထံစာတစောင်ရေးသားပေးပို့ခဲ့ပြီးအီရန်ရဲ့နျူကလ িয়ার စီမံကိန်းနဲ့ပတ်သက်ပြီးဆွေးနွေးပွဲအစ်တတွေပြုလုပ်ဖို့တိုက်တွန်းခဲ့ကြောင်းဒါပေမဲ့အီရန်အနေနဲ့ညှင်းဆုံမယ်ဆိုရင်စည်ရေးနဲ့ရေးယူသွားမယ်လို့သတိပေးခဲ့ကြောင်းပြောကြားခဲ့ပါတယ်။အီရန်နိုင်ငံကြေးဝင်ကြီးအပတ်စ်အရချီကတော့အီရန်ဟာမလ၈ရက်ထိအမေရိကန်သမ္မတထံကပေးပို့တဲ့စာကိုလက်ခံရရှိခြင်းမရှိသေးကြောင်းပြောကြားခဲ့ပါတယ်။